ပြည်တွင်းကုန်သွယ်တွေကိုမြန်မာကျပ်ငွေနဲ့ရောင်းချမယ်။ကြောင်းမြတ်ရတနာပြပွဲမှာ ကြောင်မြတ်ရိုင်195တွဲနဲ့ကြောက်စိမ့်အတွဲ4454တွဲကိုတင်ပြရောင်းချသွားမယ်လို့သိရပါတယ်။ပြပွဲမှာကြောက်စိမ့်အတွဲ4454တွဲကိုရောင်းချသွားမှာဖြစ်ပြီးကြောက်စိမ့်အတွဲတစ်တွဲကိုအခြေခံစီ60သိန်းနဲ့အထက်သတ်မှတ်ထားတယ်လို့သိရပါတယ်။ဒီပြပွဲကိုနေပြည်တော်ရှိမရိယေတနာကြောက်စိမ့်ခန့်မှာမတ်လ19ရက်နေ့ကနေ24ရက်နေ့အထိကျင်းပမှာပါ။ရောင်းချမဲ့ပုံစံနဲ့ပတ်သက်ပြီးကြောက်စိမ့်လုပ်ငန်းကော်မတီမှညွှန်ကြားရေးမှူးဦးမင်းသူကအခုလိုပြောပါတယ်။ 19ရက်3လ2019ကနေပြီးတော့မှအဲ့တော့24ရက်3လ2019ကြီးကျောင်းတယ်အဲ့ဒီမှာသူကကျောင်းမြက်ကတော့သူက19ရက်နေ့ကကြီးစုစစ်သေးမယ်19ရက်နဲ့20ရက်ကကြီးစုစစ်သေးမယ်21ရက်နေ့မှာအိတ်ထွက်တင်တယ်လည်းကျောင်းတယ်ဆိုတော့ဒီမှာကျွန်တော်တို့ကြောက်သိရင်ကြတော့19ရက်နေ့ရဲ့ကတည်းက21ရက်နေ့ကြီးကြီးစုစစ်သေးမယ် ိတ်ခွေ့တနာစနေနေ့က22ရက်နေ့ရက်မှာ24ရက်နေ့ကြီးကြောင်းတယ်။ကြောက်စိမ့်အတွဲ4400ကျော်ကိုခင်းကျင်းထားပြီးအတွဲတွဲကိုအခြေခံစီ70သိန်းနဲ့အထက်သတ်မှတ်ထားတယ်လို့လည်းဥမင်းသူကအခုလိုမျိုးဆက်လက်ပြောပါတယ်။ကျွန်တော်ဒီရောင်းချပွဲမှာတွဲပေါင်း4454တွဲပြပြရောင်းချမှာဖြစ်ပြီးတော့အခြေခံစီကတော့အနည်းဆုံး70သိန်းနဲ့အထက်ကျန်ငွေ70သိန်းနဲ့အထက်ဖြစ်ပါတယ်။အခုဒီပွဲမှာတော့70သိန်း880အခြေခံစီရှိတဲ့အတွဲ ဒါတော့ဒါအခြေခံအများဆုံးအတွက်ဖြစ်ပါတယ်။ပြပွဲတက်ရောက်ဝယ်ယူနိုင်ဖို့ပြည်တွင်းရှိကြောက်မြတ်အသင်းအဖွဲ့များနေစခန်းများအလုံးကိုဖိတ်ကြားထားသလိုနိုင်ငံပိုင်သတင်းစာများမှလည်းဖိတ်ကြားထားပြီးလုပ်ငန်းလိုင်စင်ရှိသူမြေသူမဆိုဝယ်ယူနိုင်တယ်လို့သိရပါတယ်။ဝယ်ယူမဲ့ကုန်တွေဟာအာမခံစပွန်ငွေအနည်းဆုံး7သိန်း20ကိုမြမကြောက်မြတ်ရတနာပြပွဲဗဟိုကော်မတီကိုပေးသွင်းရမှာဖြစ်ပြီးပေးသွင်းတဲ့အာမခံကြီးရဲ့အစ20ကျော်တန်ဖိုးကိုဝယ်ယူခွင့်ရရှိမှာဖြစ်ပါတယ်။ ကြောက်မြတ်ရိုက်နဲ့ကြောက်စိမ့်အသားကြောက်တွေကိုမြန်မာကျပ်ငွေနဲ့ရောင်းချခြင်းကို2021ခုနှစ်ဩဂတ်လမှာတစ်ကြိမ်2022ခုနှစ်ဒီဇင်ဘာလမှာတစ်ကြိမ်ရောင်းချခဲ့ပါတယ်။ဒါအပြင်2014ခုနှစ်ဇန်နဝါရီလမှာတစ်ကြိမ်2014ခုနှစ်အောက်တိုဘာလမှာတစ်ကြိမ်2015ခုနှစ်ဒီဇင်ဘာလမှာလည်းတစ်ကြိမ်ရှင်းပခဲ့တယ်လို့လည်းသိရပါတယ်။